ဒီကဗီဒီယိုမှာတော့ကျွန်တော်တို့ပေးသေးရောက်နေပြီပေါ့နော် lucky day လေးပေါ့ lucky day လေးမှာဖုန်းဝယ်မယ်ဆိုတဲ့သူတွေအတွက်အရန်အမေးများနေတယ်3သိန်းနဲ့8သိန်းကြားမှာဘလို့ဖုန်းတွေရှိလဲဘယ်ဖုန်းတွေကိုဝယ်သင့်လဲညွှန်ပြပါအောင်လို့ပြောထားတဲ့သူတွေအတွက်ဒီတစ်ခါဗီဒီယိုမှာကျွန်တော်3သိန်းကနေပြီးတော့8သိန်းဝင်းကျင်ကဖုန်းလေးအကြောင်းပြပြပေးမယ်ဆိုတော့ဘယ်ဈေးဝင်းကျင်ကဘယ်ဖုန်းလေးတွေကဘလို့လူတွေနဲ့ပို့ပြီးတော့ကွက်တိကြမလဲဆိုတာမျိုး ပြပြပြမှာဆိုတော့ဒါဆိုရင်တော့အရွေးလည်းမမှားတော့ဘူးကိုကိုတိုင်ဝယ်တဲ့ခါမှလည်း budget ချိန်ပြီးတော့ဘယ်ဖုန်းကကိုနဲ့ kait လဲဆိုတာကိုရွေးပဲလို့ရသွားပြီဆိုတော့ကျွန်တော်တို့တွေ3သိန်းနဲ့7သိန်းဝန်းကျင်ကြားထဲကဖုန်းလေးတွေအကြောင်းစပြောလိုက်ရအောင် ဒီလိုဖုန်းတွေကို collection မလုပ်ပေးရတာနည်းနည်းလေးတော့ကြာနေပြီပေါ့နော်ဒါအခုပြန်လုပ်ပေးတာအမေးလည်းအရန်များနေတာဆိုတော့ကျွန်တော်ရဲ့ review တွေရောဒါအားလုံးသိတဲ့အတိုင်းမတုံတန်ယုံကျွန်တော်တို့ဒါတေးသိဒီတေးတွေပဲမဟုတ်ဖဲနဲ့ဘလို့ user တွေကဘလို့ဖုန်းလေးတွေနဲ့ပို့ပြီးတော့ key ကြိုက်မလဲဆိုတာကိုပြပြပြတာပို့ပြီးတော့များတယ်ဒါကလည်းကိုကိုတိုင်းစမ်းထားတဲ့ experience ကို ို့ပြီးတော့အဆင်ပြေအောင်ပေါ့ဒီ day တွေဘာတွေကကြတော့လောက်တော့လပွေးပြတဲ့ဒါပေမဲ့နည်းနည်းတော့ရှားတယ်ပေါ့နော်ဘာပြောဒီ video တွေကနေပြီးတော့ကိုပဲဖုန်းဝယ်မလဲအဲကိုအတွက်ဒီဖုန်းလေးကအဆင်ပြေသွားရဆိုပြီးတော့တခုခုရသွားရင်တော့ဒါကျွန်တော်လပွေးရကြိုးနှက်တာပေါ့ဝမ်းသာတာပေါ့ဗျာသိရမလားပထမဆုံးတော့3သိန်းနဲ့4သိန်းဝင်းကျင်ပေါ့နော်4သိန်းကျော်က ဖုန်းလေးအကြောင်းစပြောတာပေါ့အဲ့ဒီဖုန်းတွေကလည်းပြောလို့ပြောတာမဟုတ်ဘူးဒါလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒါတချို့ကြောက်ရလဲဖုန်းတစ်လုံးကိုဖုန်းလိုပဲတုံးခြင်းနဲ့ဆိုရှယ်မီဒီယာလေးတွေတုံးမယ်ဂိမ်းတွေပိုင်းမဆော့ဘူးဆိုတဲ့သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေတယ်အဲ့ဒီမှာမှရန်ကုန်မိုင်းစိုးမှာအယောင်အဆုံးဖြစ်နေတာကလက်ရှိမှာဒါကျွန်တော်အဲ့ဒီမှာပြန်ရွေးပေးထားတာပေါ့နော်အဲ့ဒီမှာမှလက်ရှိရောင်းနေရတာ Infinite Smart Tan အဲ့ဒီကောင်တွေကလည်းသိရမလား Infinite Smart Tan တို့ဘာလို့ပြောလဲတွားပြီးတော့ဟိုညင်းလို့မရဘူးပေါ့နော်ဒီစည်းတန်းဝင်ကျင်မှာ Infinite တို့တက္ကနိုလ်တို့ကတော်တော်လေးတော့ကောင်းနေဒါပေမဲ့ infinite ကိုတော့လူနေနဲ့ပို့ပြီးတော့အကြိုက်များနေဒီ budget စီးတန်းမှာဆိုလို့ရှိရင်အဲ့တော့ပမာဆုံး3သိန်းခွဲကျော်မှာတော့ infinite စမှတ်တမ်းလေးရှိတယ်။အဲ့တကယ်လို့ကိုကနည်းနည်းပတ်စံလေးကိုပို့ပြီးတော့တုံးလိုက်မယ်ဆိုလို့ရှိရင် Redmi ရဲ့ A5 လေးဝယ်လို့ရတယ်။အဲ Redmi A5 ကလည်းမဆိုးဘူး။အဲပြောမယ်ဆိုလို့ရှိရင်တော့ဒါ global အလုံးနေဖြစ်တဲ့အတွက် Google တွေဘာလဲပူစရာမလိုဘူး။ social media ပါ AAC တုံးလို့ရတယ်။ဆိုတော့3သိန်း4သိန်းခွင့်ကျန်မှာ Redmi A5 ရဲ့ infinite စမှတ်တမ်းရယ်။ဆိုတော့နောက်ထပ်တစ်လုံးအနေနဲ့ဆိုရင် Poco ရဲ့ C71 ရှိတယ်။ ပိုကိုရဲ့ CMD1 လည်းဒါအားလုံးသိရတိုင်းပဲပိုကို CV တွေကထွက်တဲ့ကောင်အဲဘာပြောဒီကောင်ကတော့ A5 ကိုစမတန်းထပ်ပေါ်နည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ဈေးလည်းနည်းနည်းလေးပို့ပြီးတော့များသွားတယ် အဲဆိုတော့ဒါဒီသုံးမျိုးကတော့လက်ရှိကျွန်တော်တို့စီမံဒီလာထဲမှာပေါ့ဒီလာထဲဆိုတာထက်လက်ရှိတော်တော်လေးရောင်းနေရတဲ့ကောင်းပေါ့နော်လူကြိုက်လည်းတော်တော်လေးကိုများတယ်အဲ display ကောင်းတာလေး battery ခန္ဓာလေးဈေးနှုန်း fair ဖြစ်တာမျိုးတွေကြောင့်အဝယ်များတဲ့ကောင်းမျိုးအဲ့တော့ကျွန်တော်ကတော့ဒီ3သိန်း4သိန်းဝန်းကျင်မှာတော့ Redmi ရဲ့ A5 Poco ရဲ့ C71 ရဲ့ Infinix ရဲ့ Smart Tan ရဲ့သုံးမျိုးကိုရွှေ့ပေးထားတယ်အဲ့ဒီမှာတခုသဘောကျစရာက Infinix ရဲ့ Smart Tan ဒီကောင်က ဝယ်မယ်ဆိုလို့ရှိရင်ခုတ်ပတ်ချက်ကိုလိုက်ပြီးတော့ Granny Ronnie ကစ်တဲ့အဆောင်ကို option ရွေးပြီးတော့ဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တို့3သိန်းခွဲနဲ့4သိန်းကျော်ဝင်ကျင်ကဖုန်းတွေပြီးသွားပြီဆိုတော့4သိန်းခွဲကျော်ကျော်လေးကနေပြီးတော့5သိန်း6သိန်းဝင်ကျင်မှာဖုန်းတွေစီဆက်သွားကြတာပေါ့အဲ့မှာဝယ်လို့ကောင်းတာက4သိန်းခွဲကျော်ဝင်ကျင်မှာဆိုရင် Redmi 14စီရှိရဲ့အဓိကက Global version ဖြစ်သွားတဲ့ display size ကြီးရဲ့ battery ခံတယ်ဆိုတဲ့ကောင်မျိုးအဲ့ဒါကြောင့်ကိုယ်ကနေလေးထပ်ပြီးတော့တက်လိုက်မယ်ဆိုလို့ရှိရင် Redmi 15စီရှိရဲ့14စီထဲ performance ပို့ပြီးတော့ နည်းနည်းပိုကောင်းသွားမယ် display ပိုကြီးသွားမယ် battery ပိုပြီးတော့ကိတ်သွားမယ်ဈေးကလည်း9000ကျော်ဖြစ်သွားမယ်အဲရွေးချယ်စရာလည်း option တွေပါရှိလာမယ်အဲတကယ်လို့ကိုက Redmi CV ကိုမရွေးချင်ဘူးဆိုရင်အဲ့ထက်မှ Infinite Hot 60i ရှိတယ် Hot 60i အားငါလည်းတော်တယ်သူမဆိုးတဲ့ကောင်မျိုးပိုသဘောကျစရာကောင်းတာက Hot 60i ကထုံးစံတိုင်းပဲရွေးချယ်စရာ option က၃မျိုးလောက်ရှိရယ် RAM ROM ပေါ်မူတည်ပြီးတော့ခြိုက်သလိုဒါကိုကရွေးပြီးတော့ဝယ်လို့ရတယ်အဲ RAM နည်းနည်းနဲ့ယူမလား storage မများနဲ့ယူမလားဒါမျိုးတွေပေါ့ဒါစိတ်ကြိုက်ဝယ်လို့ရတယ်အဲပြီးတော့ တခုရှိတာပေါ့နော်ဒါကပြောသွားတာ global budget နေပြောသွားတာအဲ့ဒီမှာကိုက6သိန်းအောက်ကိုတုံးမယ်ပေါ့နော်6သိန်းမကျော်6သိန်းအောက်ထိပဲတုံးမယ်ဒါပေမဲ့ performance ပိုကောင်းတာမျိုး display ပိုကောင်းတာမျိုး camera တွေပိုကောင်းတာမျိုးကိုလိုချင်နေဆိုရင် China version ကညင်းလို့မရအောင်အဲ့မှာကျွန်တော်တို့ IC တိုင်းဝင်ကြမှာတကယ် slide ကြော်တကောင်ရှိတယ်အဲ့ဒါက Redmi Note 13 5G AMOLED display တွေတက်မှ Dimensity 6080လို့ performance တွေအကုန်မော့ဗျာ 120Hz display ဒါမျိုးတွေအကုန်လုံးရတဲ့ကောင်မျိုး6သိန်းအောက်ဝင်းကျင်မှာကိုက China version တွေပါတက် GPU size မနေဘူးပြဿနာမရှိမော်ဒယ် model တက်မှနည်းနည်းလေးနှိမ့်လေပြဿနာမရှိဘူးဆိုတဲ့သူမျိုးတွေအတွက်ကိုက spec ပဲကြည့်တယ် gain တွေပါလဲဆော့ကျင်တယ်ဈေးကလည်းအများကြီးမတုံးကျင်ဘူးဆိုတဲ့သူတွေတော့ကတော့ Note 35ကတော်တော်လေးရွေးလို့ကောင်းတယ်အခုချိန်ထိကို ဒါတွေကအခုပြောပြသွားတဲ့ကောင်တွေကလက်ရှိကျွန်တော်ရန်ကုန်မိုင်းစတိုးရဲ့ဖုန်းတွေအများကြီးထဲမှာမှာဒီ၄သိန်းခွဲ၅သိန်း၆သိန်းဝင်းကျင်မှာအကြောင်းအဆုံတွေထဲကမှကျွန်တော်ကပြန်ပြီးရွှေ့ပေးထားတဲ့ကောင်တွေအဲစမ်းကြည့်တယ်ဒါလေးရောโอเคရဲ့ဒါလေးရောသူတို့တော့โอเคလောက်မှာပါဒါမျိုးစမ်းထားတဲ့ဖုန်းလေးတွေကြီးပဲအဲ့တော့ကိုက Xiaomi 14C နဲ့ 15C ကတော့ဒါလူကြီးပိုင်းတွေတုံးလို့ကောင်းတယ် display size ကြီးကြီးကျယ်ကျယ်သူတွေအတွက်တော်တော်လေးအဆင်ပြေတယ်အဲ Infinite တို့ဘာလို့ကကြာတော့ကိုကဒီ brand တစ်ခုကိုပြောင်းပြီးသုံးကျင်နေပို့ပြီးတော့ feature လေးတွေပို့စုံတာမျိုးလိုချင်နေဆိုရင်တော့ဒီသေးတန်းဝင်ကျင်မှာကျွန်တော်တို့ရဲ့ Redmi ထက်စာရင် Infinite တို့ပါတော့ပို့ပြီးတော့ဒါ specification နည်းနည်းလေးပို့ပြီးတော့ကောင်းသလို feature လေးတွေပို့ပြီးတော့စုံတယ်အဲ China version ကအားလုံးသိရတဲ့အတိုင်းပဲ performance တွေပါတယ်အကုန်လုံးကတကယ်ကိုမှ share ရေးပဲဆိုတော့ဒါကတော့၄သိန်းခွဲ၅သိန်း၆သိန်းဝင်ကျင်မှာကျွန်တော်ရွေးပေးထားတဲ့ကောင်လေးတွေ6သိန်းကျော်9သိန်းချစ်သိန်းဝင်ကျင်ဖုန်းလေးဆက်သွားတာပေါ့အဲဒီသေးတန်းဝင်ကျင်က ။ဘာပြောဒီဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့တော်တော်လေးကိုတော့အဆင်ပြေသွားပြီ။ display တွေက OLED တွေပိုင်းဖြစ်လာမျိုးပိုကောင်းလာမျိုး performance လေးမဆိုးလာမျိုးတွေအဲဒါမျိုးလေးထိချလာပါဗျာ။နည်းနည်းလေးရှင်းရင်တော့လိုရင်းဖြစ်တဲ့6သိန်းကျော်9သိန်း10သိန်းကဝင်ကျင်ကဖုန်းလေးတွေကိုဆက်ပြောကြမယ်။အဲဒီတန်းဝင်ကျင်မှာရွေးပေးချင်တာကကြတော့ Redmi ရဲ့ Note 14 4G ရှိမယ်ပြီးတော့ Redmi Note 14 5G ရှိမယ်ပြီးရင်ကျွန်တော်တို့ Redmi ရဲ့ Note 13 Pro ရှိမယ် Redmi ရဲ့ Note 14 Pro ရှိမယ် 6သိန်းခွဲ့သိန်း7သိန်းဝင်းကျင်မှာတော့ဒီကောင်တွေကလက်ရှိမှာလူကြိုက်လဲများသလိုကျွန်တော်ရွေးဖို့ဆွဲထုတ်လိုက်တဲ့ထဲမှာလည်းဒီကောင်တွေပဲပါလာ။ဘာလို့ဆိုတော့ဒီကောင်တွေကိုကြော်ပြီးတခြားဟာပြီးပေါ့တိတ်ပြီးတော့မရှိဘူး။ Note 13 Pro ဆိုရင်ခုချိန်ထိ display ကောင်းတဲ့ပဇယ်ပပလေးနေတဲ့ကောင်မျိုး။ Note 14 4G က 5G ကောဆိုလို့ရှိရင်တော့ဒါ 5G ကတော့စစ်သက်သာလိုက်မယ် China version ဖြစ်လို့6သိန်းကျော်9သိန်းဝန်းကျင်လောက်ပဲရှိလိမ့်မယ်။ဒါပေမဲ့ 4G global လုံးဝကျတော့ဈေးနည်းနည်းလေး a little expensive လိမ့်မယ်။9သိန်းကျော်ဝန်းကျင်လောက်ဖြစ်သွားလိမ့်မယ်။ဒါပါတော့ဒါကတော့နော် အဲဒီမှာပြောချင်တာကကြတော့ Note 14ကောဒါ Note 13 Pro ရော Note 14 Pro 5G ကောဒီကောင်တွေကတော်တော်လေးရွေးလို့ကောင်းတယ်14 Pro ဆိုလဲဒါမှန်ခုံးနေဖြစ်သွားမယ်ကင်မရာလေးတွေပိုကောင်းလာမယ်အကျန်းခံမယ်ဒါမျိုးတွေပေါ့ဗျာဒါကတော့ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့ဒီသုံးမျိုးထဲကစိုက်တာကိုရွေးလို့ရတယ်သုံးမျိုးလုံးကအဆင်ပြေမဲ့ကောင်တွေကြီးပဲဘာမှဒီကောင်တွေရွေးလို့ကိုကဖုန်းစလုံးဝယ်မိတယ်နောက်လာရပါမယ်ဆိုတဲ့ပြဿနာမျိုးမရှိဘူးအဲဒီတည်းမှာ ပို့ပြီးတော့ comment ပေးနေတာကြတော့ Note 13 Pro ရဲ့ Note 14 Pro ရဲ့ကိုပို့ပြီးတော့ comment ပေးနေတယ်14 5G ကတော့မပေးဘူးမဟုတ်ပေးတယ်ဒါပေမဲ့ဒီကောင်ကကိုက9သိန်းကျော်8သိန်းဝန်းကျင်တော့တုံးမယ်ဆိုမှမထူးဘူးလေဟုတ်တယ်မလားဒီ Note 13 Pro နဲ့ Note 14 Pro line ထဲကပဲရွေးတော့မှာပေါ့တကယ်လို့ကိုက6သိန်းဝန်းကျင်တော့ပဲတုံးမယ်ဆိုရင်တော့ Note 14 5G လေးကပို့ပြီးတော့အဆင်ပြေလိမ့်မယ် ဒါတော့ကျွန်တော်3သိန်းခွဲဝင်းကျင်ကနေပြီးတော့9သိန်း8သိန်းဝင်းကျင်နောက်ထိ PD မှာဒီ lucky day လေးပေါ့နော်ကျွန်တော်တို့ရဲ့ရန်တန်ဖိုးရှိရဲ့ဒီ lucky day လေးမှာဝယ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်ဝယ်လို့ရအောင်ဖုန်းလေးရွှေ့ပေးထားတာကျင်းသေးတာတော့ဒီဖုန်းနေထဲကပဲရွှေ့အကုန်လုံးကအဆင်ပြေတယ်ဘာမှပြဿနာသိပ်ပြီးတော့ရှိတဲ့အကောင့်တွေတော့မဟုတ်ဘူးပြီးတော့အလုံးသိရမလားဖုန်းစလုံးရွှေ့ရတာတစ်ခါကျရင် ဟိုဟာဝေဒီယာဝေထတံပို့ပြီးတော့ခေါင်းစားသေးရေဟိုထမင်းဆိုင်မှာဘိုက်အရန်ဆန်နေထမင်းဆိုင်ပဲဘာဟင်းနဲ့ဆားဆားမှမသိရအဖြစ်ပြက်တယ်လို့ပါလိမ့်တယ်မှာဖုန်းဆိုင်တော့ရောက်သွားပါတယ်ကိုလိုချင်တဲ့ဖုန်းကတစ်ခုဟို းလိုက်မိရတခုဒိုင်မွေးဖြစ်သွားမှာလည်းရှိသေးတယ်။အဲဒါကတော့ကိုယ့်ရဲ့ budget ကိုချိန်ကိုကဘယ်ဖုန်းကိုသုံးမှာလဲဘယ်လောက် budget သုံးမှာလဲပြီးတော့ကိုကဘာအတွက်သုံးချင်တာလဲဒိုင်မွေးတွေကိုတော့ကိုကရှင်းရှင်းလင်းသိထားကျွန်တော်အမြဲတမ်းပြောနေကြတဲ့အတိုင်းပဲ။အဲဒါဆိုလို့ရှိရင်ကိုသုံးမဲ့ budget နဲ့ကိုလိုချင်တဲ့ဖုန်းကိုတန်းပြီးတော့ဝယ်မိသွားလိမ့်မယ်။ဆိုတော့ကျွန်တော်တို့တွေနောက်ထပ် video မှာတော့ကျွန်တော်ဒီထက်ပိုနည်းလေးပို့ပြီးတော့ဈေးများတဲ့ကောင်တွေတွေကိုထပ်ပြီးတော့ collection လုပ်ပေးမယ်။ဆိုတော့ကိုလိုလိုဆိုရင်အခုပြောသွားတဲ့ budget ထဲမှာဘယ်ကောင်တွေဝယ်ဖို့စဉ်းစားထားလဲ။3000ကျော်လားဒါမှမဟုတ် ၄၅၆၃၈၃၈ဒီသေးတယ်ဝင်ကျင်နေမှာပဲကောင်းနေတယ်ဆိုတော့အောက်ကကမမဆွနေခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့အဒမင်ကြော်ကြီးပါ Yangon Mobile Store